ထိုင်းနိုင်ငံဘန်ကောက်မြို့ကကြောက်ဖရားမြစ်ကူတရာတစင်းမှာ လူသက်သမားမင်းအောင်လိုင်ကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာတမ်းရေးသားပြီးတော့မြန်မာ အာဏာသိမ်းကောင်းဆောင်ကိုဒီနေ့ဧပြီ4ရက်မနေ့ပိုင်းမှာဆန္ဒပြခဲ့ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဘင်္ဂလားပင်လယ်အော်ကန္တာဆုံနီးပညာနှင့်စီးပွားရေးပူပေါင်းဆောင်ရွက်မှုဘင်းစတိုက်ထိပ်သီးညီလာခံတက်ရောက်ဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ကိုမနေ့ကရောက်ရှိခဲ့တာပါ အာဏာသိမ်းကောင်းဆောင်တဲခိုတယ်လို့သိရတဲ့ရှန်ဂရီလာဟိုတယ်နဲ့မနီမဝေကဆွမ်ဒတ်ကြောက်ဖရားတရားပေါ်မှာ We do not welcome Matara Min Online ဆိုတဲ့စာတန်းကိုချိတ်ဆွဲဆန္ဒပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆန္ဒပြစာတန်းဟာချိတ်ဆွဲဆန္ဒပြပြီးတနာရီအကြာမှပဲဖယ်ရှားခံခဲ့ရတယ်လို့သိရတာပါ။အာနာသိန်းကောင်းဆောင်ကိုဆန္ဒပြတဲ့အနေနဲ့ထမ်းရောက်မြန်မာတွေကဒီနေ့တရက်အလုံမစင်ကြဖို့ဓမ္မမဟုတ်အ내ရအဝတ်အစားတွေဝတ်ဆင်ကြဖို့ຫນွေဦးတော်လှန်ရေးရဲ့လူမှုသပိတ်အင်အားစုတွေကတိုက်တွန်းထားတာကိုတွေ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့6ချိန်မြောက် BIMSTEC ညီလာခံမှာဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ဆက်ရဆွေးမှုတွေကျူးလွန်တဲ့မင်းအောင်လှိုင်ကိုပါဝင်တက်ရောက်စေတဲ့အပေါ်ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချကြောင်းမနေ့ကထုတ်ပြန်ပါတယ်။ဒါဟာတရားမျှတမှုနဲ့လူကုန်သိက္ခာရဲ့အခြေခံမှုတွေကိုမေးမိန်စေတယ်လို့ NUG ကဖော်ပြပါတယ်။မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့ထိုင်းအစိုးရကိုလည်းထိုင်းပြည်သူတွေကြားမှာဝေဖန်မှုတွေမြင့်တက်လာနေပါတယ်။ထိုင်းအောက်လွတ်တော်အမတ်အဖဲပါတီအထွေထွေတွင်ရင်မှုကန်နာဝီကလည်း မြန်မာစစ်ကောင်စာကိုဖိတ်ကြားရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်လို့ထိုင်းဝန်ကြီးချုပ်အနေနဲ့လွှတ်တော်ကိုတေးသေးကြကြရှင်းပြဖို့လိုပြီးအဲ့ဒီလိုဖိတ်ကြားလက်ခံလိုက်တာဟာနိုင်ငံတကာစင်မြင့်မှာထိုင်းနိုင်ငံကဝေဖန်ထိုးနှက်ခံရလိမ့်မယ်လို့မနေ့ကကျင်းပတဲ့လွှတ်တော်မှာပြောဆိုခဲ့ပါတယ်ရှင်။မန္တလေးတိုင်းကြောက်စင်မြို့မှာငလင်တန်းကြောင့်ရွှေသားလျောင်းတောင်ပေါ်ကကြောက်တက်တာလို့လူသိများတဲ့ကြောက်တုံးကြီးပြုတ်ကျလာနိုင်လို့ ရွှေသားလျောင်းတောင်အောက်ခြေနေတဝိုင်းနေထိုင်သူတွေပြောင်းရွှေ့ဖို့တတိပေးနေပါတယ်။ကြောက်တုံကြီးပြုတ်ကျလာနိုင်ခြေက90ရာခိုင်နှုန်းရှိတာကြောင့်တောင်အောက်ခြေကအေရိယာကိုအန်ဒီယေဆုံဖြစ်တတ်မှတ်လိုက်ပြီးအ мян ဆုံးပြောင်းရွှေ့ကြဖို့စစ်ကောင်စီလက်အောက်ခံကြောက်ဆယ်မျိုးထွေအုံယုံကမနေ့က April 3ရက်နေ့မှာအတန်ချဲဆက်နဲ့လိုက်ပြီးတော့တတိပေးခဲ့ပါတယ်။အန်ဒီယေဆုံတတ်မှတ်အေရိယာတွေကတော့အရှိဘတ်ရွှေသားလျောင်းတောင်အနောက်ဘက်မင်းရဲမြောင်တောင်ဘက်မြို့မစေးတောင်ဘက်လန် မြောက်ဘက်လေးမျက်နှာဖရာမြောက်ဘက်လန်တို့ဖြစ်ပါတယ်။ပြီးတော့သမတ်ဧရိယာထဲမှာပါတဲ့စုကြီးရက်ကွက်ကဒေသခံတွေကိုလည်းအ мян ထွက်ခွာဖို့တတိပေးနေပြီးပြောင်းရွှေ့ဖို့အခက်အခဲရှိတဲ့အင်းထောင်စုတွေကကျောက်ဆယ်မျိုးဝေဘူးကျောင်းဓမ္မယုံမှာလာနေလို့ရကြောင်းထွေအုပ်ကအကြေညာပါတယ်။အဲ့ဒီကျောက်တုံးကြီးကိုဖောက်ခွဲဖြက်စီးဖို့စီစဉ်နေပြီးအန်တရယ်ကင်းရှင်းချိန်ကိုထပ်ပြီးကြေညာမယ်လို့အသိပေးထားပါတယ်။ကျောက်ဆယ်မျိုးကလည်းငလင်တန်အသင့်ဒေတာဖြစ်ပြီးကျောက်ဆယ်မျိုးမူချိုချောင်းပြိုကျပျက်စီးမှုမှာတင် ကလေးငယ်25ဦးအပါအဝင်28ဦးအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်ရှင်။ရှိဘောစစ်အုပ်ချုပ်ရေးအမိန်ကြေညာခဲ့တာကိုအကြောင်းပြုပြီးယာဒူးကဆိုင်းငံ့ခံထားရတဲ့တောင်ကိုရီးယားသမ္မတယွန်းဆောက်ယောဟာယာဒူးကနေဖယ်ရှားခံလိုက်ရပြီဖြစ်ပါတယ်။ဒီဇင်ဘာ3ရက်နေ့ကတကဘာလုံးအံ့ဩသွားစေတဲ့စစ်အုပ်ချုပ်ရေးအမိန်ကိုထုတ်ပြန်ခဲ့တဲ့နောက်တောင်ကိုရီးယားလွှတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုခန့်ရပြီ ယာတူးကနေဆိုင်းငံ့ခံထားရတဲ့ယုံကိုမူလယာတူးမှာပြန်လဲခန့်အပ်တဲ့သလားအပီးတိုင်ဖယ်ရှားတဲ့သလားဆိုတာကိုဧပြီလ၄ရက်နေ့မှာတောင်ကိုရီးယားအခြေခံဥပဒေခုံရုံးကစီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။ယုံရဲ့စိတ်အုပ်ချုပ်ရေးအမိန်ကြေညာမှုဟာလွှတ်တော်ရဲ့တံပြန်မဲခွဲပယ်ဖျက်မှုပြည်သူတွေရဲ့ဆန့်ကျင်မှုကြောင့်၆နာရီလောက်အကြာမှာပဲရုတ်သိမ်းခဲ့ရပါတယ်။ယုံရဲ့အရေးပေါ်စိတ်အုပ်ချုပ်ရေးအမိန်ကြေညာချက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့အတိုက်အခံတွေကပြောပြီး လွတ်တော်မှာသူ့ကိုဆွဆွဲအပြစ်တင်မှုမဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဆွဆွဲပြစ်တင်မှုကတင့်တော်မှန်ကန်သလားဆိုတာကိုအခြေခံဥပဒေခုံရုံးကလာအတော်ကြာကြားနာစစ်ဆေးပြီးအခုတော့အပိသက်စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ရုံရဲ့ရှေ့နေတွေကသမရဟာအရေးပေါ်စစ်အုပ်ချုပ်ရေးအမိန်ကြေညာခွင့်အာဏာအပြည့်ရှိပြီးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုချိုးဖောက်မှုမမြောက်ကြောင်းခုခံလျှောက်လဲခဲ့ပါတယ်။ရုံကလည်းသူဟာဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တဲ့တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကိုအပြည့်အဝကျင့်သုံးဖို့လုံးဝမရည်ရွယ်ခဲ့ပဲလွှတ်တော်ကိုကြီးစိုးထားပြီးအစိုးရကိုတောက်လျှောက်အနှောက်ယှက်ပေးနေတဲ့အတိုက်ခံအင်အားစုတွေကိုတံပြန်ဖို့သာရည်ရွယ်ခဲ့တယ်လို့အကြောင်းပြပါတယ်။သူကအဲ့ဒီအတိုက်ခံတွေဟာမြောက်ကိုရီးယားနဲ့ဆက်ဆက်တဲ့ကွန်မြူနစ်တွေလို့လည်းဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့ခုံရုံးဆုံးဖြတ်ချက်မှာတော့ယွန်ရဲ့စစ်အုပ်ချုပ်ရေးကြေညာအမိန့်ဟာအကြောင်းပြချက်ပေးဖြည့်ရှင်းဖို့မလုံလောက်ဘူးလို့ပါရှိခဲ့တာပါ။ပြီးတော့အမိန့်ကိုကြေညာရမှာ ယွန်ဟာသတ်မှတ်ထားတဲ့လှုပ်ထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ခြင်းမရှိခဲ့ဘူးလို့လည်းခုံယုံကဆုံးဖြတ်ပါတယ်။ယွန်ဟာသူတာဝန်ယူအကောက်ွယ်ပေးရမယ့်သူတွေကိုထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ကြောင်းစစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုဟာပြည်သူတွေရဲ့နိုင်ငံရေးရပိုင်ခွင့်တွေကိုထိခိုက်စေခဲ့ကြောင်းခုံယုံတရားသူကြီးတွေကယူဆခဲ့ပါတယ်။နောက်တော့တရားသူကြီး၈ဦးပါတဲ့ကြားနာမှုအဖွဲ့ကယွန်ကိုယာတုကဖယ်ရှားတဲ့တယ်လို့တညီတညွတ်ထဲမဲပေးစီရင်ဆုံးဖြတ်ခဲ့ပါတယ်။ယွန်ရဲ့ကိုစားပြုပါတီကတော့ ခုံရုံးဆုံးဖြတ်ချက်ကိုလေးစားလက်ခံကြောင်းကြေညာပါတယ်။စီမင်းတွေအရာသမရကင်းမဲ့သွားပြီဖြစ်တဲ့တောင်ကိုရီးယားမှာနောက်ထပ်သမရအသစ်တင်းမြောက်ဖို့ရွေးကောက်ပွဲတစ်ခုကိုနှစ်လအတွင်းကျင်းပရမှာဖြစ်ပါတယ်။ရွန်ကိုထောက်ခံတဲ့အင်အားစုတွေကတော့တရားရုံးတဝိုက်မှာကြိုတင်စုဝေးနေခဲ့သလိုခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုတူတူကပ်ကပ်ဝေဖန်ခဲ့ကြပါတယ်။တောင်ကိုရီးယားယာယီသမရဟန်ဒက်စုကတော့ပြည်သူလူထုလုံခြုံရေးအတွက် အစွမ်းကုန်နုံနုံကြကြကင်တွယ်ကြဖို့သက်ဆိုင်ရာအာဏာပိုင်တွေစီအရေးပေါ်အမိန့်တရထုတ်ပြန်ထားပါတယ်။သူကသမရသည်တအူးကိုမရွေးချယ်နိုင်ခင် ကာလအတော်အတွင်းယာယီအစိုးရဟာနိုင်ငံရဲ့လုံခြုံရေးနဲ့တပ်တမရေးကဏ္ဍတွေကိုအစွမ်းကုန်ထိမ့်သိမ်းကင်တွယ်သွားမယ်လို့ပြောပါတယ်။ယွန်ဟာတောင်ကိုရီးယားသမိုင်းမှာအခြေခံဥပဒေခုံရုံးစီရင်ချက်အရယာဒူကနေထုတ်ပယ်ခံရတဲ့ဒုတိယမြောက်သမရဖြစ်လာပါတယ်။နောက်တစ်ခုကယွန်ဟာသမရအင်ဒေါ်ကနေဖယ်ပေးပါမလားဆိုတာကိုလည်းမသိကြသေးပဲ။ တကယ်လို့သာအိမ်ထဲကမထွက်ဘူးဆိုရင်တော့ရဲတွေနဲ့ပြဿနာတွေဖြစ်လာနိုင်ခြင်းရှိနေပါတယ်ရှင်။ဂျီမဲမှာပြုတ်လုခဲ့တဲ့စစ်စင်ရေးဆိုင်ရာ group chat ပေါက်ချောင်းမှုနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီးကိုစုံစမ်းမေးမြန်းသွားမယ်လို့ပင်တဂွန်စစ်ဌာနချုပ်ကအကြီးပြုခဲ့ပါတယ်။အမေရိကန်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနရုံးချုပ်ဖြစ်တဲ့ပင်တဂွန်ရဲ့စုံထောက်ချုပ်ယုံက ကာကွယ်ရေးဝန်ကြီး Pete Hegseth ကိုအဲ့ဒီကိစ္စနဲ့ပတ်သက်လို့မေးမြန်းဆက်ဆေးသွားမှာဖြစ်ကြောင်း April 3ရက်နေ့မှာပြောကြားခဲ့ပါတယ်ပြီးခဲ့တဲ့လတုန်းက American ဟာရေမင်းနိုင်ငံအခြေစိုက်ဟိုတီလက်နက်ကင်တပ်ဖွဲ့ရဲ့စစ်ရေးပစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအကြောင်းကို American အစိုးရထိပ်တန်းအရာရှိတွေက Signal ရဲ့ group chat မှာဆွေးနွေးခဲ့ပြီး journalist တအူးကိုမရည်ရွယ်ပဲအဲ့ဒီ group chat ထဲထည့်သွင်းမိခဲ့ရာကပေါက်ကြားမှုဖြစ်ခဲ့တာပါ။ Atlantic Magazine ရဲ့ Editor ချုပ် Jeffrey Goldberg ကသူ့ကိုအဲ့ဒီ group chat ထဲ American အမျိုးသားလုံခြုံရေးအကြံပေး Mike Walls ကမှာရင်ထည့်သွင်းမိခဲ့တဲ့အကြောင်း စစ်စင်ရေးအပီရက်အတော်ကြာမှထုတ်ပြောခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ American အစိုးရကလည်းအဲ့ဒီလိုအမှားမျိုးရှိခဲ့ကြောင်းဝန်ခံပါတယ်။အရန်ရေးကြီးတဲ့စစ်ရေးဆိုင်ရာလှည့်ဝက်ဆွေးနွေးမှုတွေကိုအစိုးရကသတ်မှတ်ထားတဲ့စနစ်တွေလမ်းကြောင်းတွေအတိုင်းမလုပ်ဘဲပြင်ပ application တစ်ခုကိုအသုံးပြုခဲ့တာ။ အချက်လက်ပေါကြားမှုတွေဒါမတမသူတွေလက်ထဲရောက်သွားခဲ့မယ်ဆိုရင်စစ်စင်ရေးမှပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးအတွက်အကြီးအကျယ်ချင်းချောက်ခံရနိုင်တယ်ဆိုတဲ့အခြေအနေတွေကိုအကြောင်းပြုပြီးဒီပြဿနာပေါ်ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်။ Hackset အပါအဝင် American အစိုးရထိပ်တန်းအရာရှိတွေပါတဲ့အခုလို group chat မျိုးအလွဲတကူပေါက်ကြားခဲ့တဲ့ကိစ္စဟာအတော်လေးလေအရှက်ရစရာဖြစ်ခဲ့ပါတယ်။ Imputer ကတော့အခု ပေါက်ကြားမှုကြောင့်ထိခိုက်တက်ရောက်နိုင်ခြင်းကြီးကြီးမားမားရှိခဲ့တယ်ဆိုတဲ့အယူအဆကိုရှင်းချပြီး ဖုံဖုံဖိဖိသဘောမျိုးဇက်တိုက်ပြောဆိုနေပါတယ်ဒီတော့တွင်အမေရိကန်တရားသူကြီးတဦးကမတ်လ17ရက်ကနေ25ရက်နေ့အထိစစ်ကနေမှာပြောဆိုခဲ့သမျှကိစ္စအလုံးကိုမဖျောက်ဖျက်ပဲထိမ့်သိမ်းထားဖို့ထရမ့်ရဲ့အစိုးရကိုအမိန့်ထုတ်ညွှန်ကြားထားကြောင်းသိရပါတယ်ရှင်